အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့အနောယထာမင်းနဲ့ကြံစစ်သားမင်းတို့ရဲ့အကြောင်းအရာပဲဖြစ်ပါတယ်အနောယထာမင်းနဲ့ကြံစစ်သားလို့ပြောလိုက်တာနဲ့ကျွန်တော်တို့မနိဇန္နာကိုလည်းမိသားပြလို့မရပါဘူးအဲဒါကြောင့်တို့ရဲ့အကြောင်းတွေကိုပြည့်ပြည့်စုံစုံတင်ဆက်ပေးသွားမှာဖြစ်လို့ဒီဗီဒီယိုလေးကို အဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ကျွန်တော်မေတ္တာရက်ခံအပ်ပါတယ် ပကံမင်းလို့ပြောလိုက်တာနဲ့ကျွန်တော်တို့ပကံမင်းဆက်ကိုတီထောင်ခဲ့တဲ့မင်းကိုလည်းတီထားဖို့အရေးကြီးပါတယ်ပကံမင်းဆက်ကိုတီထောင်ခဲ့တဲ့မင်းကတော့ပကံမင်းဆက်55 50အနက်42ဆက်မြောက်သမုဒ္ဒရမင်းပဲဖြစ်ပါတယ်ပကံနေပြည်တော်ကိုစတင်တီထောင်ခဲ့တဲ့မင်းကတော့စတုထပကံခက် AD 649တွင်ပြင်းများမင်းကစတင်တီထောင်ခဲ့ဖြစ်ပါတယ် ကဲကျွန်တော်တို့ကနော်ယထာမင်းအကြောင်းကို ပြောမှာဆိုတော့နော်ယထာမင်းနန်းသက်ချိန်ကနေစပြီးပဲပြောလိုက်ကြရအောင်အနော်ယထာမင်းနန်းမသက်မီစုကတိမင်းနဲ့အနော်ယထာမင်းတို့ AR ကဘာငင်းကဘာအရန်အရက်မှာစီဂျင်ထိုးရမှာစုကတိမင်းရှုံးသွားတော့အနော်ယထာမင်းကနန်းသက်ခဲ့နော်ယထာမင်းကတော့16ရက်ဒီဇင်ဘာ2044ခုနှစ်အတွက်အနော်ယထာမင်းနန်းသက်ခဲ့တာဖြစ်ပါတယ် နော်ရာမင်းကြီးနန်းသက်ပြီးတဲ့အခါမှာ ပရိသတ်နိုင်ငံငယ်များကို စူးစီးနိုင်ရန်တန်တမန်တို့ကိုဆီလွတ်ပြီးမိတ်ဖွဲ့ခဲ့ပါတယ်။ကြီးတဲ့နောက်မှာ ဝေတာလီဘီယံစီတို့လည်းလက်ဆောင်ပန်းနာများတွားရောက်ဆက်တဲ့ဟုဆီလွတ်ခဲ့ပါလေတဲ့။ဝေတာလီဘီယံကလည်းအနော်ရာမင်းကြီးအားဝမ်းမြောက်စွာဖြင့်ကျေးဇူးတုံ့ပြန်သောအနေဖြင့်သူ၏သမီးတော်ပင်ဆက်ကလျာဏီမင်းသမီးအား လက်ဆောင်အဖြစ်ပြန်လည်ဆက်သခဲ့ပါသေးတယ်။ဒီလိုနဲ့ယာဇသမန်တို့ကမင်းသမီးလေးကိုပင့်ဆောင်လာခဲ့တာဖြစ်ပါတယ်။ပင့်ဆောင်ခဲ့တဲ့လမ်းမှာမင်းသမီးလေးကိုယာဇသမန်ကသူချစ်ချောင်းကြိုက်ချောင်းကိုပြောတဲ့အခါမှာမင်းသမီးလေးကသူ့နဲ့တန်လို့လားတူလို့လားဆိုပြီးတော့အပြက်အညံလိုက်တယ်ပေါ့ဗျာ။မင်းသမီးလေးအဲ့လိုညင်းလိုက်တဲ့အခါမှာယာဇသမန်အမတ်က သူ့ကိုညင်းရလင်မလားဆိုပြီးစိတ်ထဲမှာအမျက်ထွက်ကမှတ်သားထားလိုက်ပါတယ်ဒီလိုနဲ့နန်းတော်ကို ပြန်ရောက်တဲ့အခါမှာ အနောယထာမင်းကြီးအားမင်းသမီးလေးကိုဆက်သလိုက်ပါတယ်အနောယထာမင်းကြီးကလည်းဒီမင်းသမီးလေးကိုအယမ်းချက်မျက်နှိုးသွားပါတော့တယ်အဲ့ဒါနဲ့အနောယထာမင်းကြီးဒီမင်းသမီးလေးကိုတောင်ညာဆန်ဒေဝီမိဖုရားကောင်းကြီးအဖြစ်သို့တင်မြောက်ရန်ပြန်ရွယ်ပါတော့သည် ထိုအခါမင်းသမီးလည်းငြင်းလိုက်တာကိုခံလိုက်ရတဲ့ညာဇသမန်အမတ်ဒီအောက်ကြံမင်းသမီးလေးအားသူဒီမင်းမျိုးမင်းနယ်မှာဆင်းသက်လာတော့သူမဟုတ်ကြောင်းဒါမှအရက်သူတယောက်သာဖြစ်ကြောင်းဘင်ကြီးအားလျှောက်တင်လေသည်ထိုအခါအနောယထာမင်းကြီးသည်ချက်တော်လဲမင်းမျိုးမင်းနယ်မှာဆင်းသက်လာတော့သူမဟုတ်တာကြောင့်ဘရိမာအရက်တို့ပို့လွတ်ပြီး ရိမာတကြီးထံအနှင်းစေခိုင်းလိုက်ပါသည်ပြင်စကလျာဏီမင်းသမီးလေးသည်သူ့ပါချောင်းပို့ခံရသည်ကိုမသိပါဒါပေမဲ့သူ့မှာအမင်းကြီးနဲ့ရာတော့ကိုဝင်ပါလာပါသည်ကျွန်တော်တို့တူတူပြောရရင်တော့ပြင်စကလျာဏီမင်းသမီးလေးကဒါလေးတယောက်ဖွားမြန်လာပါတယ်ဒါလေးရဲ့အမိကိုတော့ကြံစစ်သားလို့ပေးခဲ့ပါတယ် brain မှာအရက်မှာထီးလိုက်ရွာကိုဘဟုပြုလျက်ရက်ရွာခေါင်းဆောင်လူငယ်တယောက်လည်းဖြစ်လာပါတယ်။ဒါကြောင့်ထီးလိုက်ရှင်ဟုလည်းသင်ကြားကြော်ကြတယ်။ဒီလိုကြော်ကြတဲ့တည်တဲ့ကအနောယထာမင်းကြီးအထိပြန့်နှံ့သွားတာပဲဖြစ်ပါတယ်။ဒီတည်တဲ့ကို အနောယထာမင်းကြီးကိုယ်တိုင်ကြားသိလိုက်ရတဲ့အခါမှာသူကိုယ်တိုင်လာရောက်ပြီးစစ်ဆေးပါအဲ့ဒီလို စစ်ဆေးလိုက်တဲ့အခါမှာ သူဤတာဖြစ်နေကြောင်းကိုသိလိုက်တဲ့အခါမှာတော့ပကံနေပြီးတော့တို့ကိုဆောင်းသွားပါတော့တယ်ပကံနေပြီးတော့တို့ရောက်တည်နဲ့ကျန်စစ်သားကိုမင်းရင်တတ်မတော်၌တမှုကျုပ်အဖြစ်ခံထားလိုက်ပါတော့တယ်ကျန်စစ်သားကလည်းလက်ယုံရင်နှလုံးရင်ဖြင့်ပြည်စုံတော်သူဖြစ်တော့ကြောင်းဘယင်းရဲ့အားထားရတဲ့စေတနာပရိမင်းတပါဖြစ်လာပါတော့တယ်ကျွန်တော်တို့တစ်ဖက်မှာလည်းအနောယထာမင်းကြီးကိုယ်တိုင် လိုင်းလံရှာဖွေထားတဲ့ငထွေယူမလုံးလက်ဆဲညောပြီးဟူသောလူဆောင်ကောင်း၃ယောက်လည်းရှိပါတယ်။အဲဒီလူဆောင်ကောင်း၃ယောက်ကိုတော့စစ်သူကြီးများအဖြစ်ခန့်အပ်ထားလိုက်ပါတယ်။အဲဒီအချိန်တော့ဒီသူရဲကောင်းလေးကပကံပြေမှာပေါ့အလွန်ထင်ရှားကြောကြတဲ့သူရဲကောင်းနေဖြစ်ကြပါတယ်။အဲ့ဒီအချိန်လုံးကလည်းအနောယထာမင်းကြီးကိုယ်တိုင်ကပဲအယူဝါဒကို လက်ခံကျင့်သုံးရမလဲဆိုတာမသိဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအရက်မှာတော့ရေးကြီးတွေရဲ့အယူဝါဒကိုလက်ခံကျင့်သုံးနေကြတဲ့အချိန်ပဲဖြစ်ပါတယ်။အနောယထာမင်းကြီးကိုယ်တိုင်ကလည်းဒီအရေးကြီးတဲ့ကိုလက်ခံကျင့်သုံးတဲ့အယူဝါဒကိုသဘောမကျတဲ့အတွက်ဘယ်ဘာသာကိုကိုယ်ကိုယ်ရမှန်ဘယ်အယူဝါဒကိုလိုက်နိုင်ရမှန်မသိဖြစ်နေတာဖြစ်ပါတယ်။ဒီနေ့မှာတော့မိုးဆိုးတဲ့ဦးကတော့လဲထွက်ရမှာ ရှင်အားဟံမထေကိုတွေ့လိုက်တဲ့အခါမှာအလွန်ကြင်ညိုသွားတော့ကြောင့်အနောယထာမင်းကြီးထံကိုခေါ်ဆောင်သွားပါတော့တယ်။အရှင်အားဟံမထေကအနောယထာမင်းကြီးကိုအိဋ္ဆဒုက္ခအနတ္တအစရှိတဲ့လက္ခဏာ3ပါးမခင်၈ပါးခြေခံသည့်မဇ္ဈိမပရိပရာသို့ကိုလည်းဟောကြားတော်မူခဲ့ပါတယ်။ပြီးတော့ဒုက္ခဆင်းရဲအပေါင်းမှလွတ်ငင်းရာမျက်နှိပ်ပါသို့သွားရလမ်းကိုလည်း ညွန်ပြဆုံးမတော်မူခဲ့ပါသေးတယ်။ဟိုကမှာတော့အနောယတာမင်းကြီးကသူတခါမှ မကြဘူးမနာဘူးတဲ့တရားသေးရနာတော်တွေကိုနာကြားလိုက်ရတော့ကြောင့်အလွန်ပင်နှစ်ချိုက်ကြီးညိုသွားတော့ကြောင့်ဘုရားရဲ့အယူဝါဒကိုယူရန်ဆုံးဖြတ်တော်မူလိုက်ပါတော့သည်။မဟုတ်မမှန်တဲ့အယူဝါဒတွေနဲ့ပြည်လူတွေပေါ်လိမ်ညာနေတဲ့ရည်ကြီးတွေကိုတော့အနောယထာမင်းကြီးကနိုင်ငံတော်မူခဲ့ပါတယ်။ ရေးကြီးတို့ကလည်းနှစ်ကာလအတော်ကြာနေထိုင်လာတဲ့အတွက်ကြောင့်ငြိမ်းတောင်းတင်ရှိနေပါတယ်။အဲ့ဒီအခါမှာအနော်ရတာမင်းကြီးကိုပြန်လည်တိုက်ခိုက်ပါတော့တယ်။အနော်ရတာမင်းကြီးလည်းသူ့မှာရှိနေတဲ့သူရဲကောင်၄ယောက်ကိုခေါ်ပြီးတိုက်ခိုက်ချင်မုန်းပါတော့တယ်။အဲ့ဒီအခါမှာအရေးကြီးများမနိုင်တော့ပဲပပေးသိမ်းရှောင်ပြီးနေကြရပါတော့တယ်။အဲ့လိုအရေးကြီးတွေကို ခြေမုံပြီးတဲ့အနောက်မှာတော့နောတာမင်းကြီးဒီအရှင်အရဟံနဲ့တော့ဘောသီရဝါရပုဒ္တသရဏပြန်ပွားရေးကိုလေးပင်လှုပ်ဆောင်ခဲ့တော့ဘောမူခဲ့ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ရဲ့ဗုဒ္ဓဘာသာမှာအနောတာမင်းကြီးရဲ့ဂျေဇူးတွေလည်းမနှဲလာပါဘူးပြီးတဲ့နောက်မှာတော့ကျန်စစ်သားတို့တထုံကိုဆက်လက်တိုက်ခိုက်ခဲ့ပါတယ်တထုံကိုတိုက်ခိုက်ရတဲ့အကြောင်းမှာလဲတထုံမှာရှိတဲ့ဗုဒ္ဓမြတ်ရဲ့ပိဋကတ် သုံးပုံကို ပကံပြေကိုလက်ဆောင်တော်မူရမှာဖြစ်ပါတယ်။အဲ့ဒါနဲ့တထုံကိုလက်ခံလိုက်ပြီးနောက်မှာပဉ္စဉ္စသွားမြည်တထုံမှပိဋကသုံးပုံကိုပကံပြေတို့ပြန်ဆောင်လာခဲ့ပါတယ်။ဒီနေ့တော့အခါမှာဥဒ္ဒဘကောဘယံကဥဒ္ဒဘကောကိုဂျန်စစ်တွေဝိုင်းထားတဲ့အတွက်ကြောင့်ပကံအနောယထာမင်းကြီးတောင်စစ်ကိုလှမ်းတောင်းခဲ့ပါတယ်။အနောယထာမင်းကြီးကလည်းစစ်တင်လေးသိန်းနဲ့ညီများတဲ့သူရဲ့သူရဲ့ကောင်းလေးဦးကို စေလွတ်ခဲ့ပါတယ်အဲ့ဒီမှာကျွန်တော်တခုပြောသေးတာလေးတခုရှိတယ်ပေါ့ဘလို့လဲဆိုတော့ပကန်းတော်ဒိုင်မန်ကြီးကဒီသူ့ရဲ့သူရဲ့ကောင်း၄ယောက်ကိုစစ်တင်လိမ့်သိမ့်နဲ့ညီမျှတဲ့ဆိုတာကသူတင်စားပြောခဲ့ခြင်းပဲဖြစ်ပါတယ်။တကယ်တက်ခိုင်းတဲ့အခါမှာသူတို့ပကန်းစစ်တပ်ကလွတ်ထားတဲ့ရဲဘော်စစ်တီးများများရောက်ရှိနေပြီးတာပုံနေပြီးပုံခိုးပြီးရော ပုံခုံပြီးရောတက်ခိုက်ဖို့စဉ်းစားဖြစ်နေပြီးတာဖြစ်တယ် အဲ့ဒါကိုသူတို့လင်းရောက်တယ်ဆိုရက်အနေထားဖြစ်အောင်စဉ်းသိလင်းသိမ်းနိုင်ရတဲ့သူရဲ့စဉ်းသိလျောက်ကိုဝယ်စဉ်လွတ်လိုက်တဲ့တဘောအနေထားမျိုးဖြစ်အောင်လွတ်လိုက်တာပေါ့တကယ်တိုက်ခိုက်တဲ့အခါမှာတော့သူကျန်စစ်တော့ပကံပြေရဲ့ပကံပြေရဲ့စစ်တီတွေနဲ့ဒီသူရဲ့ကောင်းလေးကအတူအတူပေါင်းပြီးတော့တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။အဲကျွန်တော်တို့အဲဆက်သွားလိုက်ကြအောင် အဲ့လိုဂျွန်စင်တွေကိုတိုက်ခိုက်လိုက်တဲ့အခါမှာဂျွန်စင်တွေရှုံးနေပြီးတော့ထွက်ပြေးသိမ်းချောင်ကွန်းကြပါတယ်အဲ့ဒါနဲ့ဘဘိုးဘီရင်ကနော်ဒါမင်းကြီးကိုကျေးဇူးတုံ့ပြန်တော်အနေဖြင့်သူ့ရဲ့သမီးတော်ခင်ဦးလို့ခေါ်တဲ့ကျွန်တော်တို့ရဲ့မနိဆန္ဒလေးကိုနော်ဒါမင်းကြီးကဆက်သလိုက်ပါတယ်အဲ့ဒါနဲ့ကျွန်တော်ကျန်စက်သားနဲ့တော့ကသူ့ရဲ့စင်တီတော်တွေကပကံနေပြီးတော့ကို ခေါ်ဆောင်ခဲ့ပါတယ်ဘကူးနဲ့ပကံဆိုတော့ဒီရတဲ့ခီးရလည်းအရန်ကွာဝေးလာတယ် ခင်ရလည်းအရန်ကွာဝေးတဲ့ကြောင့်လမ်းအဲ့ဒီလိုလမ်းကြီးမှာပဲကျစစ်သားနဲ့မမိဆန္ဒတို့ရဲ့ဇလန်းကအဲ့မှာစကြတာပဲဖြစ်ပါတယ်ချင်းတော်ကြံသွားရတဲ့အတွက်အိုဂျင်သာအိုဂျင်တီဂျိုဂျင်သာဂျိုဂျင်ညီစလိုလိုပဲကျစစ်သားနဲ့မနိဆန္ဒတို့ကမြန်မာများပြီးတော့ချွတ်ချောင်းဝင်ခဲ့တယ်ပေါ့ဒါပေမဲ့ကျစစ်သားညောက်ကြောက်ကြောင်းယောက်ျားမြတ်ဖြစ်တော့ကြောင့်သူ့ရဲ့ ခမဲတော်အနော်ရထာမင်းကြီးကိုလက်စာတောင်းတဲ့အနေဖြင့်ဒရုန်းနဲ့ရောက်ကင်းကင်းရှင်းရှင်းဖြစ်အောင်ကြံစည်သားကနေခဲ့ပါတယ်။အဲ့လိုမညှိဆုံးအောင် နေတဲ့ကြားကပဲတန်ရောစင်နဲ့တရိပ်ရိပ်တက်လာပြီးတော့မကုန်းနိုင်မကွယ်နိုင်ဖြစ်လာကြပါတယ်။အဲ့ဒီအကြောင်းကိုအထောက်တော်တွေကမှတစင်အနော်ရထာမင်းကြီးကိုရှောက်တင်လိုက်ပါတယ်။အဲ့ဒီခါမှအနော်ရထာမင်းကြီးကသူ့ကိုအဲ့လိုလို့ရပါလင်မလားဆိုပြီးတော့ဒေါနာထွက်ကကြံစည်သားကိုညီလာခံရမှရှိတဲ့ ငွေကိုပုံအလဲမှာသူဤလက်ဆွဲအရင်းနမာနံဖြင့်အားကုန်ပြတ်ထက်လိုက်ပါကံကောင်းစွာနဲ့ပဲအနော်ဇာမင်းကြီးပြစ်လိုက်တဲ့လံကဂျန်စင်သားကိုမထီပဲဂျန်စင်သားကိုခြိထားတဲ့ကျိုးကိုတာထီပြီးတော့ကျိုးတုံးပြေးပြီးတော့ဂျန်စင်သားရင်းမှာလံကိုကောက်ပြီးထွက်ပြေးပါတော့လေအဲ့လိုထွက်ပြေးတဲ့အခါမှာလည်းအနော်ဇာမင်းကြီးရဲ့တပ်တွေနဲ့လွတ်ရအီလာရီမြင့်တစ်ဖက်ကန်ရှိကြောင်ပြေရုပ်ကိုထွက်ပြေးသွားပါတယ် yeah. ကြောင်ဖြူရမှာရှိတဲ့ရှင်မတိရဲ့သူမတံမူလအင်ကိုရောက်သွားပါတော့တယ်။တံမူလအင်ကိုဘယ်လိုရောက်လဲဆိုတော့ကျွန်တော်ဒီဒီယာရီမြက်ဘက်ကောင်ကူးလာတဲ့အချိန်မှာဒုက္ခနာနားနေတယ်။ဒီမြက်အရေးကောင်းကောင်းအောင်မှာခဏလေးနားနေလိုက်တယ်။အဲ့ဒီအချိန်မှာသူ့ကိုမနာလိုတဲ့မူမတ်တင်ရဲ့ဆေလွမှုကြောင့်အမကျွမ်းကျင်တဲ့တသားတွေသူ့နောက်ကိုခိုးလိုက်လာတာကိုသူမသိလိုက်ဘူး။အဲ့ဒီအချိန်မှာအဲ့ဒီကျွမ်းကျင် တပ်သားတွေကသူ့ကိုဝိုင်းပြီးတော့တိုက်ခိုက်ကြတယ်။အဲဒီမှာသူလည်းပြန်လဲခိုးကန်တိုက်ခိုက်တယ်။အဲမှာကျန်စစ်သားကပေါင်းပေါင်းမှတန်းရပြင်းထန်ရပြီးတော့ဒီရှမတိရဲ့သူ့မှတံမူလာအိမ်ကိုရောက်သွားတယ်။ရောက်သွားတော့အဲ့ဒီချိန်မှာတံမူလာကသူ့ရဲ့အိမ်မှာမရှိဘူး။သူကကျန်စစ်သားကရေသားငတ်နေတဲ့အတွက်ကြောင့်တမိတရအိမ်ကိုဝင်တက်လိုက်တယ်။အဲ့ဒီကျန်စစ်သားတက်လိုက်တဲ့အိမ်ကတံမူလာအိမ်ဖြစ်သွားတာပေါ့။တံမူလာအိမ်မှာလည်းတံမူလာသူတယောက်တည်းနေတာ ရှမတိကဒီတော့ရမှာပဲနေပမနတိုင်းတမူလာကရှမတိကိုမင်းကြိုင်တော့တော့ပို့ရတယ်တမူလာနဲ့ရှမတိကအတူတူနေတာမဟုတ်ဘူးအဲ့တော့တမူလာရှမတိကိုမင်းကြိုင်တော့ပို့နေတဲ့အချိန်မှာပဲဂျန်စင်တာရောက်လာခဲ့တယ်သူ့အိမ်ကိုဒီတမူလာပြန်လာတဲ့အချိန်မှာတော့ဂျန်စင်တာကတန်ရာနဲ့လဲနေတာကိုတွေ့လိုက်တယ် short short ဖြစ်သွားတယ်ပေါ့ပြောရခဲ့စကားအရပြောရတော့ short ဖြစ်သွားတယ်ပထမကတော့တမူလာကသူ့ကိုဘယ်သူလဲမေးတယ် လူလက်မေးရတဲ့အခါမှာကျန်စင်သာမဖြေနိုင်သေးဘူး။အမရေးတွေပါတွေတက်အမင်းဝါးတွေကျွေးပြီးမှကျန်စင်သာသူ့ရဲ့ဖြစ်ရမှန်ကိုအကုန်တမ်မူလာကိုပြောပြလိုက်တဲ့အခါမှာတမ်မူလာလက်ခံပြီးတော့သူ့အိမ်မှာထားလိုက်တယ်ပေါ့။အဲ့လိုနဲ့တရားပြောအောင်ကိုရင်ကိုရင်နာနေသူတို့နှစ်ယောက်ချစ်ချိုက်သွားခဲ့တယ်။အဲ့ဒီအခါမှာသူတို့နှစ်ယောက်ပေါင်းသင်းလိုက်တယ်ပေါ့။ပေါင်းသင်းတဲ့အခါမှာလည်းကျန်စင်သာကသူတို့အရင်လိုစစ်တင်တာမသိကြည့်ဘယ်ရီကြုံကြည့်မဟုတ်တဲ့အတွက်ကြောင့်တမ်မူလာနဲ့သူလေထဲမှာလေထွားရရဲမှာ ရာထွန်ရတယ်ပေါ့။ဒါထဲမှာရာထွန်ပြီးတော့စိုက်ပျိုးသီးနာနီစိုက်ပျိုးပြီးတော့ဒီကွန်နေထိုင်ကြတယ်ပေါ့။ပင်မန်းပင်မန်းနှစ်ယောက်ကပျော်ပျော်ရွှင်ရွှင်ဖြစ်နေတဲ့အတွက်ကြောင့်သူတို့ကပင်မန်းနဲ့လုံးမထင်ခဲ့ကြဘူး။အဲ့လိုနဲ့ကြာလာတဲ့အခါမှာဒီပကံပြေးမှာကနော်ယတာမင်းကြီးကကျွဲခန့်လို့နှဲ့ရွာဆန်နေဆိုတဲ့တဲ့င်းကိုသူကြားလိုက်ရပါတယ်။ဒီအနော်ယတာမင်းကြီးနှဲ့ရွာဆန်တဲ့အချိန်ကတော့မတ်လ23ရက်2009ခုနှစ်ပဲဖြစ်ပါတယ်။ ီပကန်းပြည်မှာလည်းအနော်ထမင်းရဲ့သားတော်တစ်ပါးဖြစ်တဲ့ဆိုလိုမန်ဆိုတဲ့သူတယောက်လည်းရှိပါတယ်။နန်းနန်းတွင်းရဲ့ုံစံအတိုင်းပဲကမဲတော်ဤနေရဆိုင်သူရဲ့သားဆိုလိုမန်က17ရက်အေမီလာ1989ခုနှစ်တွင်နန်းတက်ခဲ့တယ်။အဲလိုမဲဆိုလိုမန်နန်းတက်ပြီးတဲ့အခါမှာတော့သူရဲ့အုပ်ချုပ်ရေးပိုင်းကိုစိတ်ချရအောင်ဆိုပြီးတော့ဂျန်စင်သားမင်းကိုပြန်ခေါ်ရန်စီစဉ်မှာတော့ အဲ့ဒါနဲ့အထောက်တော်တွေကိုကျန်စစ်သားမင်းရှိတဲ့နေရာကိုစုံစမ်းခိုင်းပါတော့တယ်ကျန်စစ်သားကို တွေ့တဲ့အခါမှာလဲဘရင်အမိန့်ခေါ်စာဖြင့်ခေါ်ဆောင်လာခဲ့ပါလို့လဲအမိန့်တော့ပါလိုက်ပါသေးတယ်အဲ့ဒါနဲ့ကျန်စစ်သားကိုတွေ့တဲ့အခါမှာပကံပြည်ကိုခေါ်ဆောင်ပါတော့တယ်ကျန်စစ်သားလဲဘရင်အမိန့်ခေါ်စာကအကြောင်းပကံပြည်ကိုအုတ်ချိုရီပြပြသွားမှာကို စိုးရင်သာကတကြောင်မြို့လိုစဉ်းစားပြီးနောက်ဆုံးတော့ ပကံပြေကိုလိုက်သွားရင်ဆုံးဖြတ်ချလိုက်ပါတော့အဲ့ဒီအချိန်မှာတံပူလာမှာကျင်းစင်းသားနဲ့ရတဲ့ကိုဝင်လည်းရှိနေပါပြီကိုဝင်ရှိနေပြီဆိုတော့မထားကျင်တော့လဲတိုင်းပြည်ရာကိစ္စဖြစ်နေတဲ့အတွက်ကြောင့်ထားခဲ့ရပါတော့မယ်မသွားငယ်မှာကျင်းစင်းသားကတံပူလာကိုသူ့ရဲ့လက်စွပ်လေးကိုပေးပြီးတော့သမီးလေးမွေးတဲ့အခါမှာဒီလက်စွပ်လေးကိုထုခွဲရောင်းချပြီးတော့စားတော့ပါဒါလေးမွေးကြရင်တော့ပကံနေပြီးတော့ဒီလက်စွပ်လေးနဲ့ ိုက်ပါလာခဲ့ပါလို့မှာတော့ပါခဲ့ပါတယ်နန်းတို့ရဲ့ဒုံဆန်တိုင်းမှာဆော်လုံငင်းကဒီမနိဆန္ဒလေးကိုမိဖုရားဖြစ်ပြန်လဲဆက်လက်တင်ပြလိုက်ပါတယ်ဒီဂျန်စန်တာပကန်နေပြီးတော့ပြန်လဲရောက်တဲ့အခါမှာတော့မနိဆန္ဒအနေနဲ့ပြန်လဲတွေ့ဆုံကြရပါတယ်အဲဒီချိန်မှာလဲဒီပပိုးစားငရမန်ကဆော်လုံငင်းကို ပုံကန်ခြင်းနဲ့အနေထားဖြစ်နေပါတယ် ဲ့ဒါကြောင့်လဲဒီပကိုးစားငရမန်ကဆောလုမင်းကိုပြင်စင်သားနမ်မနီစန္ဒာကိုပြန်လဲ chicken ပေါင်းသင်းနေကြပါတယ်လို့ကုန်းတိုက်စကားပြောပြီးတော့ပြင်စင်သားကိုပတ်ထုတ်ခဲ့ပါတယ်မရမအဝတ်စနေတိုင်းပဲဆောလုံရင်းကဘာတစ်ခုမှမလေးလာပဲနဲ့ဂျန်စင်သားကိုစိတ်ဆိုးပြီးတော့ဒီဂျန်စင်သားကိုတလားရက်ကိုပို့ခဲ့ပါတယ်။အဲ့လိုဂျန်စင်သားမရှိတော့တဲ့အချိန်မှာမရမကဒီဆောလုံရင်းကို ပုံကန် လာခဲ့ပါတယ်အဲ့ဒီအခါမှာကျွန်တော်တို့ဒူရဲကောင်း၄ယောက်ကစစ်စစ်သားကတလားပို့ခံရဲဆိုတော့နောက်၃ယောက်ကဘယ်ယောက်သွားလဲဆိုတာတော့မေ့စရာတစ်ခုရှိဒီဂျန်နဲ့ဒူရဲကောင်း၃ဖြစ်တဲ့အမထွေယူမလုံးလက်ပဲညောင်းပြီးတော့လည်းဒီဆောလုံးမဲ့လက်ထက်မှာဒီငရမန်ကပဲဒီငရမန်နဲ့ဒီတပ်တွဲမှာရှိတဲ့သူတို့ကို မနာလိုတဲ့လူတွေကပဲအမှုကိုရန်နာပြီးတော့အမှုတော်ထမ်းတာကိုရန်နာဖို့အတွက်ဒီဂုံးတိုက်စကားတွေပြောပြီးတော့ သူတို့တော့ကိုလည်းဒီလိုပဲပတ်ထုတ်အဲ့လိုသူရဲ့ကောင်းလေးဦးလည်းမရှိဘူးဒီတက်တွင်းမှာလည်းဒီနန်းတွင်းထဲမှာလည်းတယောက်နဲ့တယောက်ကမတင်မြတ်ကြတဲ့အချိန်မှာပဲငရမန်ကပပိုးစားငရမန်ကန်ကစတင်ပုံကန်လာခဲ့ပါတယ်အဲ့လိုငရမန်ကန်ကဒီဆောလုံးမန်ကိုပုံကန်တဲ့အခါမှာတော့ဒီကျန်စတာကိုပကံနေပြီးတော့ကိုပြန်လဲခေါ်ဆောင်ခဲ့တယ်ပေါ့အဲ့လိုငရမန်ကန်နဲ့ဆောလုံးမန်တို့တိုက်ခိုက်တဲ့အခါမှာဆောလုံးမန်ကကျန်စတာစကားကိုနားမထောင်ခဲ့ပဲနဲ့ ဒီလာမဂါရဲ့စပရီရဲ့တဲကိုဆော်လမန်ဝင်ရောက်ခဲ့အဲ့ဒီခါမှာဆော်လမန်စစ်တီတွေနဲ့ဒီငရမဂါရဲ့စစ်တီတွေတိုက်ခိုက်ကြတယ်သူတိုက်ခိုက်တဲ့အခါမှာဒီဆော်လမန်ဘက်ကစစ်တီတွေစစ်တီတွေကနာမည်မကျန်းလာတခုရဲ့ငရမဂါရဲ့စပရီရဲ့တဲကိုဝင်သွားတာရဲ့အဲ့ဒီအတွေ့အကြုံတို့ပြန်လည်တိုက်ခိုက်ဖို့ရာကခွင့်မသာခဲ့ဘူးဖြစ်ဖြစ်သွားခဲ့တယ်ဆော်လမန်ဘက်ကစစ်တီတွေက အဲ့ဒီအခါမှာမမမမနဲ့ဆိုလိုမန်ကမရကြအောင်လွတ်ယုံပြီးတော့တောက်ကြီးပပြေးသိမ်းဆောင်ခဲ့ကျန်စင်သားတဲ့ဒိုနီသူစွာပဲလိုက်ကယ်ရာဆိုလိုမန်ကိုကယ်ရာကကယ်လို့မရတဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်ကျန်စင်သားတို့ကိုလိုယုံပြီးတော့မရမကပကံပြေကိုပြန်ပြေးခဲ့ရဆိုလိုမန်ကနာမည်မကျွမ်းတဲ့အတွက်ကြောင့်သုဒ္ဓမရှိတဲ့တစ်ခေါင်းလေးထဲမှာနေခဲ့တယ်အဲ့ဒီတစ်ခေါင်းလေးထဲမှာနေပြီးတဲ့အခါတစ်ရက်နှစ်ရက်ကြာလာတဲ့အခါ သူအစားငတ်ရင်ငတ်ဖြစ်နေလို့အပြင်ထွက်ပြီးတော့အစာရေစာလိုက်ရှာခဲ့အဲ့ဒီချိန်မှာသူလူတယောက်ကိုတွေ့သွားခဲ့အဲ့ဒီလူကတော့ငရမကန်းရဲ့လူပဲဖြစ်နေစားကြတော့မသိခဲ့ဘူးတာမန်တခုတမန်လို့ပဲသင်ခဲ့အဲ့ဒါနန်သူပိုက်စာရာနဲ့ဒီဟိုဘက်ကလူရဲ့ဓမေအုပ်ကိုသူတောင်းစားတယ်ဗရမတော်လူကလည်းဟိုသူသနိတာအတွက်ယူလာတဲ့ဓမင်းကြိုင်မေအုပ်ကိုမကျွေးနိုင်ဘူးပေါ့အဲ့ဒါနဲ့ ဆိုလိုမန်ကသူ့မှာပါလာတဲ့လက်စွပ်တစ်ခွန်းကိုပြီးပြီးတော့ဝယ်စားလိုက်တဲ့အနေထားပေါ့သူလဲစားလိုက်တယ်အဲ့ဒါနဲ့ဘဝကနာမကံဘဒဒဘကလူရတယ်ဒီလက်စွပ်ရတဲ့အတွက်ကြောင့်ပျော်ပြီးတော့သမင်းကိုကျွေးလိုက်တယ်အဲ့ဒါနဲ့သူသူ့ရဲ့အယက်ထံကိုပြန်သွားခဲ့တယ်ပိုရောက်တော့သူမပြောပဲထိန်းထားခဲ့တယ်နောက်ပိုင်းကျတော့ကြွားခြင်းနဲ့စိတ်ကပေါ်လာတဲ့အတွက်ကြောင့်သူတယောက်ကိုထုတ်ပြောမိခဲ့တယ် န်နဲ့အဲ့ဒီစကားတဆင်ကနေတဆင်တဆင်ကနေတဆင်ပြီးတော့ငရမကန်ရဲ့နားထဲကိုရောက်သွားငရမကန်ရဲ့နားထဲရောက်သွားတော့ဒီလက်စွပ်ယူလာတဲ့သူကိုစစင်မြန်မြန်ပြီးတော့ဆော်လုံမင်းရှိအောင်တော်နေပြီးတော့ရှာရန်မိန်ပေးလိုက်ပါတော့လို့ရှာတဲ့အခါမှာဆော်လုံမင်းကိုတွေးသွားပြီးတော့သူဘကိုးကိုခေါ်လာခဲ့တယ်အဲ့ဒီဘကိုးမှာပဲသူဆော်လုံမန်းကိုချက်ချင်းမတက်ပန်းနဲ့ထိနေပြောတော့ဖမ်းဆီးထားလိုက်တယ်ဟုတ်ချက်ချင်းမတက်ပန်းနဲ့ဖမ်းဆီးထားခဲ့တယ်။အဖက်မှာလည်းချန်စင်သားက စစ်တီအင်အားနည်းသွားတဲ့အတက်ကြောင့်စစ်တီအင်အားတွေလိုက်စုနေသူကမွေးရမည်ဖြစ်တဲ့ထီးလန်ရွာကိုလည်းတွားပြီးတော့စစ်တီအင်အားတွေစုတယ်ပြီးတဲ့အခါမှာတော့ဆော်လူမင်းကိုငရမကန်ဖန်တာတဲ့ဆိုတဲ့တဲ့နဲ့ကြောင်းတို့ကျွမ်းကျင်စစ်သည်အနေငယ်နဲ့ရှင်စင်သားတို့ဆိုလုံးမဲကိုကယ်ရန်ထွက်လာခဲ့တယ်။အဲ့ဒါနဲ့ကျန်စင်သားကဆိုလုံးမင်းရှိရာကိုရောက်သွားခဲ့တယ်။ ဲ့ဒါနဲ့ဆောလိုမန်ကိုဂျင်ဇဒါကထမ်းပိုးပြီးတော့ကဲထုတ်လာတဲ့အခါမှာဆောလိုမန်ကအထင်လွဲပြီးတော့ဂျင်ဇဒါကိုအော်တဲ့အခါမှာရမန်ကရဲ့စင်တွေကိုနိုးသွားတဲ့အချိန်မှာတော့ဂျင်ဇဒါသည်ဆောလိုမန်ကိုကဲရမဖြစ်တော့ကြောင်းဆောလိုမန်ကိုပစ်ထားခဲ့ပြီးဂျင်ဇဒါလွတ်အောင်ကြိုးစားမိပြေးခဲ့ရပါတယ်အဲ့နဲမကြမိမှာပဲနာရမန်ကန်းကဆောလုံငင်းကိုတတ်ခဲ့ပါတယ်ဆောလုံငင်း ကွယ်လွန်တဲ့အချိန်ကတော့23ရက်ဧပြီလ2084ခုနှစ်ပဲဖြစ်ပါတယ်။အဲ့ဒီအခါမှာတော့ပုဂံနေပြီးတော့မှပရင်နေရာကိုလင့်ဟန်နေခဲ့ပါတယ်။ကျိုက်စက်သားကချက်ချင်းနမတတ်သေးပဲနရမန်ကန်ကိုချိန်မုံညာစီစဉ်ပါတော့နေနရမန်ကန်ကိုချိန်မုံပြီးမှသာလဲပရင်ပြုတ်မြီဟုနန္ဒမရှိတဲ့မူကြီးမိုက်အသိနာပတိတို့ကိုခရင်ပေးခဲ့ပါတယ်။ အနံငရမကန်းကိုအပြီးတိုင်းချိန်မုံရတဲတန်လိုက်ရတိုက်ခိုက်ပါတော့နော်မကြမီမှာပဲငရမကန်းကိုအပြီးတိုင်းချိန်မုံခဲ့ပါတယ်အဲ့လိုချိန်မုံပြီးတဲ့နောက်မှာနန်းတို့ရဲ့ထုံးစံတိုင်းမှာမဏိဆန္ဒကိုလည်းမိဖုရားဖြစ်တင်မြောက်ခဲ့ပါတယ်မကြမီမှာပဲကျန်စင်သားကမိဖုရားအပေရဏာနဲ့ရတော်သမီးလေးကျွေးအိမ်စီကိုဖွားမြင်ခဲ့ပါတယ်ကျွန်တော်တို့တစ်ဖက်မှာလည်းကျန်စင်သားပြောခဲ့တဲ့အတိုင်းပဲတန်ဘူလာကဒါနေဖွားမြင်လို့ ဒါလေးစနစ်နဲ့သားအရွယ်မှာပကံနေပြီးတော့လို့လိုက်လာခဲ့ပါတယ်။တံမူလာရဲ့သားအမိကတော့ရဇကုမာရဖြစ်ပါတယ်။အဲဒီနောက်မှာဂျန်စတာမင်းကြီးကခမဲတော်တည်ထားခဲ့တဲ့ရွှေစည်းကုံစည်ကိုလည်းပြုပြုံမွမ်းမံခဲ့ပါသေးတယ်။နောက်ထပ်အာနန္ဒာစည်ရောကြီးကိုလည်းတည်ထားကိုးကွယ်ခဲ့ပါသေးတယ်။ကျဆသာမင်းကြီးတမီးတော်ရွှေရင်စီလေးအရွယ်ရောက်လာတဲ့အခါမှာတော့ဒီပကန်းကိုအလဲလာတဲ့အိုင်းတဘာသာပရိဂရမင်သားနဲ့ ဖြစ်ကြရာဇေဆန္ဒမင်းကြီးကလုံးဝသဘောမှန်သူပဲမွန်မင်းသားအတောဓမ္မဤသားတော်မနဝမင်းကြီးမြင့်တော်နာဂတမန်နဲ့အင်းမြလက်ဆက်စေခဲ့ပါတယ်သူတို့နှစ်ယောက်မှာသားတော်လေးတစ်ပါးဖွားမြင်လာခဲ့ပါတယ်သားတော်လေးရဲ့အမိကတော့အလောင်းစီသူပဲဖြစ်ပါဇေဆန္ဒမင်းကြီးသည်တရွင့်တရွင့်နဲ့အသက်အရွယ်ကြီးရင်လာဤဖြစ်သောကြောင့်တင်းမွေနမ်းမွေကိုပေးရန်စီစဉ်ပါတော်လေး အဲ့ဒီကမှာကျန်းစာမင်းကြီးရဲ့သားတော်ဘဇောက်ကုမာရာကိုတီးမွေနမ်းမွေမပေးဘဲမွန်မြမစီလုံးညညွေရေကို ခိုင်မာစေရမွန်မင်းသားနာကတမန်နဲ့ကျွင်စီတို့မှရတော့မွန်သွေးတဝက်ပါတဲ့လောင်းစင်သူမင်းသားလေးကိုပဲတီးမွေနမ်းမွေစက္ကန့်စေရအင်းရှေ့ဆန်အရာကိုလျာထားခဲ့ပါတယ်ကျန်းစာမင်းကြီးသည် AD 1122 1123တွင်နေရဆာကောင်းသောဂုံခဲ့ပါသည်ဤအချက်တွေကိုကြည်ချင်းအားဖြင့်ဂျန်စတာမင်းကြီးသည်တမ်းပြီအကျိုးဘာသာတရဏာအကျိုးကိုအမြဲရှေ့ရှုဆောင်ရွက်ခဲ့တဲ့မင်းကောင်းတစ်ပါးဖြစ်တယ်လို့ကျွန်တော်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာဒီအကြောင်းအရာများကို အသေးစိတ်လည်လာဖတ်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့တက္ကရုစိန်တင် ရင်သားထားတဲ့ပကံမှာကြံစည်သားဆိုတဲ့စာအုပ်မှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။မိတ်ဆွေတို့သိကြတဲ့အကြောင်းအရာများကိုလည်း comment မှာရေးသွားကြလို့ရပါတယ်။ကျွန်တော်ခါအားလျော်စွာတော့တင်ဆက်ပေးပါမှာပဲဖြစ်ပါတယ်။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့သမိုင်းကြောင်းလေးကိုလည်းဆက်လက်တင်ဆက်ပြီးမှဖြစ်လို့ကျွန်တော်ရဲ့ဒီ channel လေးကို like share and subscribe လေးနှစ်မျိုးကိုကျွန်တော်မြင်သာရခံပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်